လူငယ်တဲ့ဘက်ကကျွန်မ Jennifer Lopez ရဲ့အိမ်နာကိုမထင်မှတ်ဖ ೇನೆ ဘလို့ရောက်သွားလဲဆိုတာလေးကိုပြောပြချင်တယ်။အဲလီမှာနေရာကောင်းလေးတစ်ခုရှိတယ်။ရက်ကွက်ကောင်းလေးတစ်ခုရှိတယ်။မြန်မာနိုင်ငံကရွှေတောင်ကြားလို့ပေါ့နော်။ Beverly Hills ဆိုတာက။အဲဒီ Beverly Hills မှာ celebrity တွေများများနေကြတယ်။နှစ်ပေါင်းများစွာဘိုးစင်ပေါင်းဆက်အင်းလာတဲ့အိမ်ကြီးများတယ်တတိယကွက်ပေါ့ Beverly Hills မှာ event လေးတခုရှိတော့အိမ်တွေကိုလိုက်ကြည့်ရကျွန်မတို့ပေါ်ကြတယ် အမေရိကကိုကျွန်မမရောက်ခင်တည်းကအာခီတန်ချက်ဆိုတာ YouTube မှာရှိတယ်။ဒီနေ့ဘလို့ပြင်ထားတာလဲဆိုတာကို like ပြတာ။ In decoration နဲ့ interior design ကိုကျွန်မကြိုက်တယ်။ open houses လုပ်တယ်ဆိုတာကြတော့ဒီအင်ရှင်တွေကအင်ကိုရောင်းကျင်နေဆိုတဲ့အခါကျဘယ်သူမှစဝင်ကြည့်လို့ရတယ်။ဒါပေမဲ့တချို့အင်တွေကအရန်စေးကြီးတယ်ပဲထားပါတော့။နေရာကောင်းမှရှိနေဆိုတဲ့အခါကျရင်အလေးမှာကျွန်တော်တို့တိကျတဲ့ agent ရှိ။ကျွန်တော်တို့နေရာကကြတော့အလေးကနေဆိုရင်၃နာရီလောက်ကောင်းမှပါတယ်။အလေးမှာရှိတဲ့ Beverly Hills ကိုမတော်ခင်မှာစိတ်ချရနေပေါ့နော်။ငါကြည့်ချင်လိုက်တာအဲ့အင်တွေကို။ ဘလို့ဖွင့်ရမလဲတော့ကျွန်မမသိဘူး။ကျမတို့အေဂျင့်အသိလည်းမရှိဘူး။ဒါဖြစ်လဲဆိုတဲ့အခါကျတော့အဲ့ကျွန်မပွဲသွားတော့အသိလာတဲ့အသိရပါတော့။သူကအဲ့ Beverly Hills ရပ်ကွက်ကို real estate agent လည်းဖြစ်တယ်။ mortgage loan တွေကိုလည်းသူကကြိုင်နေအမျိုးသမီးနဲ့တွေ့တွေ့တယ်။ Okay ငါတို့ကြည့်ချင်တယ်ပေါ့နော်။ The budget ကဘယ်လောက်လဲတဲ့။ဘာချာဘလောက်လဲဆိုတော့အမှန်တမ်းပြောမှဆိုတဲ့အခါကျရင်အခုချိန်မှာ Beverly Hills မှာကျမ အိမ်ဝယ်နိုင်လောက်ရောက်အောင်မျိုးရုပ်တိဆန်ဆန်စဉ်းစားမယ်ဆိုတဲ့အခါကျရင်ကျမမှမရှိသေးဘူးဒါပေမဲ့ကျမသိတယ်သူ့မျိုးလှပတဲ့နေရာဈေးကြီးတဲ့နေရာကျမဆို exclusive ဖြစ်တဲ့နေရာတွေကိုသွားတိုင်းမှာကျမတို့ရဲ့ mindset ကလည်းပိုပြီး abundant ဖြစ်တယ်ပိုပြီး expensive ဖြစ်တယ်အိမ်ကအိမ်ကရှမ်းလှတာမြင်မှုတဲ့အိမ်တွေမှာအဲ့အိမ်ကတော်တော်လှတယ်တော်တော်လေးလှတယ် အခုမှလည်းသူကဆက်တာ2025မှာပါသူကဆက်တာဆိုခုလေးတွေမှာသူပြီးထားတဲ့အသက်ချက်ချက်ကိုရောက်သွားတာ showing ပြနေတဲ့ agent ကိုကျွန်မမေးကြည့်လိုက်တော့အဲ့ကိုဝယ်ပြမယ်ဆိုတဲ့ခါကျရင်အင်းနီနာကြီးကဘာလုပ်လဲဆိုတော့ Jennifer Lopez, J Lo အားလုံးသိတယ်အဲ့ဒီအင်းကဘလောက်လဲကျွန်တော်ပြောပြမယ်နော်ဒီအင်းက3 million The Moscale do you have 30 million? ဒီမှာဒီ30 million ရှိလို့နေကြည့်နေရလား No I do not have it No ရုပ်ကြီးဆက်ဆက်ရှိမယ်ဆိုရင်တော့ကျွန်မမရှိဘူး ဒါပေမဲ့မရှိလို့ဆိုပြီးတော့တင်ငယ်တဲ့စိတ်နဲ့ငါတော့မကြည့်တော့ပါဘူးငါမှမမရှိရတော်တော်များများအဲ့လိုရှိရဘာလို့မှလည်းငါမတက်နိုင်ဘူးငါမကြည့်ရောငါမတက်နိုင်ငါတက်နိုင်ရငါသိနေမယ်ငါတက်နိုင်လားငါ30 million မတက်နိုင်ဘူးလေကျွန်တော်ပြပြမလကားကြည့်ရတာလေအဆန်ပြရလဲပေါ့ဘာမှမရှိဘူးလို့တွေးလိုက်တိုင်းမှာအဲ့ဒီ lack mindset ကဖြစ်လာတယ်။ခါလေးကြရင် you fake it till you make it အဲ့လိုမျိုး miracles လေးအဲ့လိုမျိုး opportunity လေးတွေမှာပေါ့မှာ blessing လေးတွေပေါ့နော်ခဏခဏဖြစ်လေရှိတယ်လူငယ်တဲ့6နှစ်9နှစ်လောက်ကကျမအလုပ်ကအခုလောက်ထိအရှိပုံမရောက်သေးဘူးဒါပေမဲ့ကျမအမေကိုကျမပြောခဲ့တဲ့အရာလေးတခုပေါ့နော်ကျမဆက်လုပ်တယ်ဆိုတဲ့အချိန်မှာဘာမှတော့အဲ့အချိန်မှာမဖြစ်သေးဘူးဘာအရေးအရာမှလည်းကျမမြင်ရသေးဘူးပစံနေလေဝန်ကနေတိုင်းနဲ့ကျမရှိဖို့မဝင်လာသေးဘူး။ကျမမိကိုကျမဗာပြောလဲဆိုတဲ့အခါကျအမင်းနဲ့တည့်ရဆိုတဲ့အခါကျအမေကိုပေးကြည့်လို့ရတယ်။စိတ်မပူနဲ့။ဖူကဒီထက်ပူပြီး ဆက်ရှိလာမှာဘိုးကဒီထက်ပိုပြီးတော့အဆင်ပြေသွားမှာစိတ်မကူနဲ့မေကြီးဘိုးကစင်ရဲဖို့မရှိတော့အဲ့ဒီစကားကိုကျွန်မဘာမှမဖြစ်ခင်မှာကျွန်မအမေကိုပြောခဲ့တာ certainty ဘာမှမဖြစ်လာသေးခင်မှာဖြစ်လာမယ်ဆိုတာကိုယုံကြည်ရဲ့စိတ်အဲ့ဒီ certainty ကအဆန်မှမဟုတ်ဘူးဝင်ရခက်တဲ့နေရာတွေသွားရခက်တဲ့နေရာတွေအခုတခါသူများတွေပတ်စံပေးကြည့်ရတဲ့နေရာတွေကိုအခွင့်အရေးတစ်ခုအနေနဲ့ လာတတ်တတ်ရသွားတာ opportunity တစ်ခုပွင့်လာတာကိုဘေးနားမှာရှိတဲ့သူတွေကသူများတွေကိုအများကြီးကူညီကို admire ဖြစ်လိုက်တဲ့ကို inspire ဖြစ်လောက်တဲ့တည်တည်နဲ့ရှိတဲ့လူကောင်းတွေပေးတာကိုကိုရောက်သွားတာကျွန်မဘဝမှာအများကြီးလို့ပြောချင်ပါတယ် certainty create miracle ဘာမှဖြစ်သေးခင်မှာဖြစ်လာမယ်ဆိုတော့ကိုယုံကြည်တဲ့စိတ်ကအဲ့ဒီ miracle လေးကိုဖန်တီးပေးတယ် expansion mindset create miracle ကြုံထားတဲ့ lack mindset မဟုတ်ဘဲနဲ့ဒါတွေကိုငါခံစားပိုင်ခွင့်ရှိတာပေါ့ခုကိုပဲချိန်မှာပဲရောက်နေပါလေခုမှာဘန်းကောင်ထဲမှာခုချိန်မှာတိတ်မရှိရပါထားကိုဆွဲယူနိုင်တဲ့အနေအောင်နဲ့ abundant နဲ့ miracle တွေကအတိုင်းစားမရှိ is limitless တယောက်ယောက်ကအရန်ကိုအောင်မြင်လို့အစနေအများကြီးရှာနိုင်လို့ငါမှာတော့ရော့သွားမှာပဲဆိုရရဒီလောကကြီးမှာမရှိဘူးအဲ့တော့ဘာပူစရာလဲလဲကျွန်မပြောတာသူများရလဲဘာမှပူစရာမလိုဘူးအမေဒီကပါလေ ါလေကျရင်ယုတ်တိဆန်ကျင်တဲ့ဟာလေးကိုကျမတို့ကအရင်ဆွဲထားလို့မရဘူး။ယုတ်တိဆန်တဲ့နေရာမှာပဲကိုကဆက်နေလို့မရဘူး။ယုတ်တိဆန်တာထပ်ပို့ပြီးတော့ logic ထပ်ပို့ပြီးတော့တစ်ဖက်အလုံးမှာအဲ့ဒီ magic ရှိတယ်။မမြင်နိုင်တဲ့ကောင်းချီးတွေပေးလာမယ်အချိန်ဆိုတာက10 minute အတွင်းမှာလည်းဖြစ်သွားနိုင်တယ်။မနက်ဖြန်လည်းဖြစ်သွားနိုင်တယ်။တစ်လအတွင်းမှာလည်းဖြစ်သွားနိုင်တယ်။ရှင်းလာပိုင်း Lion Gate Limitless Abundant and Miracle မှာကျမတို့ပြောခဲ့တဲ့အရာတွေကကိုကွာမှာအမြင်မှုတွေရခဲ့တယ်။ တော့ healing တွေရခဲ့တယ် peace ရခဲ့တယ် miracle blessing တွေရခဲ့တယ်ဒါပေမဲ့အဲ့ဒီ blessing တွေ abundant တွေကိုဒီချက်ကိုနဲ့ပို့ပြီးတော့ငင်းအောင်ကိုဘလို့ထပ်လောက်အောင်လဲ next level ဒါကြောင့် upgrade လုပ်မယ်ဒီတစ်ခေါက်မှာကိုစီးပွားရေးစတင်တာပဲဖြစ်ဖြစ် spiritual business owner ရရှိမယ်တခုခု pending နေဒါမှမဟုတ်ကိုက spiritual seeker ပဲဖြစ်ဖြစ်ကိုဒီ line ကြောင်းကိုကိုပို့ပြီးတော့တည်ချင်တယ် next level ကအထူးသဖြင့် 88 lion gate ကို join ခဲ့တဲ့သူတွေအတွက်အထူးကိုတင်တော်တယ်။ကျွန်မ live session လုပ်သွားမယ်။နောက်တစ်ခုကျွန်မ meditation တစ်ခုထည့်ထားတာရှိတယ်။အဲဒီ meditation ကအယံကိုအစွမ်းထပ်ပြီးတော့အယံကို healing ဖြစ်တဲ့ meditation အတော်လေးတစ်ခုပါကျွန်တော်ပါသွားမယ်။ I am so excited ဒီလကကျွန်မရဲ့မွေးလာလည်းဖြစ်တဲ့အတွက်ကြောင့်မို့ I'm going to go all in A line ကို join ခဲ့တဲ့သူတွေဖြစ်ဖြစ်အခုမှ next level ကို join ခြင်းနဲ့ဆိုရင်လေ beginner friendly ပါတရားเนาะ next level တဲကိုလာခြင်းနေဆိုတဲ့အခါကျရင်ဒီ video comment အောင်မှာ next level လို့ရေးသွားပေးပါ next level မှာနောက်ထပ် next level သွားမယ်